မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ဟာနှလုံးရောဂါဆိုးဝါးစွာခံစားနေရပြီးတော့နှလုံးရောဂါအထူးကုဆေးရဝင်နဲ့ပြသရန်တောင်းဆိုခဲ့တော်လဲစစ်ခွေးတက်ကငင်းဆန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အသက်80အရွယ်ရှိပြီဖြစ်တဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ဟာနှလုံးရောဂါဆိုးဝါးစွာခံစားနေရကြောင်း Breeding အခြေစိုက် The Independent သတင်းဌာနကဖော်ပြထားပါတယ်နှလုံးရောဂါအထူးကုဆေးရဝင်နဲ့ပြသရန်တောင်းဆိုတော်လဲစစ်ခွေးတက်ကငင်းပယ်ထားတယ်လို့ပြောပါတယ် အကြမ်းဖက်စစ်ခွေးတပ်အနေနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုသူမရဲ့နိုင်ငံရေးအခန်းကဏ္ဍရည်ရွယ်ချက်ရှိရှိအဆုံးသတ်စေရန်လှုံ့ဆော်ထားပြီးတော့နေပြည်တော်မှာရှိတဲ့တော်တွင်အချင်းထောင်မှာချုပ်နှောင်ထားတယ်လို့ The Independence ကဖော်ပြထားပါတယ်မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့တားပြစ်သူ Kim Harris ကသူမရဲ့ကျမရဲ့ရိုးရင်းလာမှုနဲ့ပတ်သက်ပြီးတော့သတိပေးပြောဆိုထားပြီးတော့ဒေါအောင်ဆန်းစုကြည်အတွက်အရေးပေါ်စေကူတမှုခံယူခွင့်ကိုစစ်တပ်ကခွင့်ပြုပေးရတယ်နိုင်ငံတကာအသိုင်းအဝိုင်းကဝင်းရောက်ဆွတ်ဖက်ပေးရန်တောင်းဆိုထားတာကိုတွေ့ရပါတယ်2021ခုနှစ်ဖေဖော်ဝါရီလမှာစစ်တပ်ကအာဏာသိမ်းပြီးကတည်းကအချင်းချခံထားရတဲ့အသက်80အရွယ်ဒေါအောင်ဆန်းစုကြည်ဟာပုံမဆိုးွားလာတဲ့နှလုံးရောဂါကိုခံစားနေရကြောင်းသားဖြစ်သူ Kim Harris က The Independence ကိုပြောပြထားပါတယ် အမေရဲ့ကျမ်းမာရေးပို့ပြီးတော့စိုးဝါလာတာကိုကြားရတာအရန်ကိုစိတ်မကောင်းဖြစ်မိပါတယ်သူမမှာနှလုံးရောကရှိပါတယ်အချင်းတော်ရဲ့ပြင်ပပုပ်ပလီကနှလုံးအထုကဆရာဝန်စီမှာပြသဖို့တောင်းဆိုခဲ့ပေမဲ့ဒါကိုခွင့်ပြုပေးလားဆိုတာကတော့မသိရသေးဘူးလို့ Kim Harris ကပြောဆိုထားပါတယ်စစ်တပ်ရဲ့အာဏာသိမ်းမှု၄နှစ်ပြည့်တယ်အခုနှစ် February လမှာ Britain နိုင်ငံသားရေးဝန်ကြီး David Lammy ကဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးပါဖိနှိပ်အကျဉ်းချမှုတွေနဲ့ ဖမ်းဆီးထားတဲ့သူတွေအားလုံးကိုပြန်လွှတ်ပေးပါမြန်မာပြည်သူတွေနဲ့ထိုက်တန်တဲ့ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီကိုပြန်ပေးပါလို့တောင်းဆိုထားတာကိုတွေ့ရပါတယ်ဗြိတိန်နိုင်ငံသားရေးဝန်ကြီးပြောဆိုတဲ့အတိုင်းပဲစစ်တပ်ကဒေါအောင်ဆန်းစုကြည်ကိုပြောင်ပြောင်တင်းတင်းဆွဲချက်တင်ကအချင်းချထားခြင်းဟာရိုင်းဆိုင်မှုနဲ့ထင်ရှားသောမတရားမှုပင်ဖြစ်တယ်လို့ The Independence ကရေးသားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့စစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးအပြင်းထန်တိုက်ခိုက်နေတဲ့ဝိုင်းမော်မြို့နယ်လမ်းမယံရွာတိုက်ပွဲမှာစစ်ခွေးတပ်ကထိခိုက်သေးဆုံးမှုတွေများပြားပြီးတော့ဘိုးအပါအဝင်၈ဦးကို KIA နဲ့ KPDF ကအရှင်ဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ KIA ထိန်းချုပ်ထားတဲ့လမ်းမယံရွာကိုစစ်ကောင်စီတပ်ကဩဂတ်စ28ရက်နေ့ကစတင်ပြီးတော့ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီးတော့တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်။စက်တင်ဘာလဇန်ပိုင်းမှာတိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့ပြီးတော့စစ်ကောင်စီတွေထိခိုက်သေးဆုံးမှုများပြားခဲ့ခြင်းဖြစ်တယ်လို့ ဒေသခံစစ်ရေးတရင်အရေးမြကပြောပါရယ်တေဆုံးသွားတဲ့စစ်ခွေးအရေးအတွက်အတိအကျမသိရသေးပါဘူးအရှင်မိထားတာကတော့ရှေ့ရောက်ဟုတ်ပါတယ်တိုက်ပွဲနောက်ဆုံးအခြေအနေကမြေပြင်မှာထက်လက်နက်ကြီးအဓိကပြစ်နေတယ်တင်ကားတွေနဲ့ကောပြစ်နေတာလို့၎င်းကအတိအပြုပြောကြားထားပါရယ်စက်တဘာလ၄ရက်နေ့ညနေ6နာရီခန့်အထိကိုစစ်ကောင်စီကလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ပြီးတော့ညပိုင်းမှာတိုက်ပွဲငြိမ်သက်နေတယ်လို့သိရပါရယ်ဩဂတ်စ်လနောက်ပိုင်းကစတင်ပြီးတော့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ခွေးတပ်ကလမ်းမြန်ရွာအပါအဝင်ဘေးဘက်ဝင်းကျင်ရွာများကို လေချောင်းကနေပြီးတော့မကြာခဏဘုံကျဲခဲ့တယ်လို့ပြောပါရယ်ဝိုင်းမော်မြို့နယ်နတ်မွာရွာကိုဩဂတ်စ31ရက်နေ့ညနေက Jet Fighter နဲ့ဘုံကျဲခဲ့တဲ့အတွက်စစ်ဘေးရှောင်မိသားစုဝင်9ဦးဒဏ်ရာရရှိခဲ့ပြီးတော့ရှစ်နှစ်အရွယ်ကလေးငယ်တဦးသေဆုံးခဲ့တယ်လို့သိရပါရယ်တိုက်ပွဲဟာဝိုင်းမော်မြို့ပေါ်ကနေ10မိုင်ခန့်အကွာမှာဖြစ်နေခြင်းဖြစ်တယ်လို့ပြောပါရယ်လက်မြန်ရွာပတ်ဝန်းကျင်ကိုလေချောင်းအပြင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မဘာခါကနေပြီးတော့လက်နက်ကြီးများနဲ့လည်းနေစဉ်ပစ်ခတ်နေတယ်လို့သိရပါရယ်အကြမ်းဖက်စစ်ခွေးတပ်ဟာပြည်သူလူထုကိုပြစ်မှတ်ထားပြီးတော့လက်နက်ကြီးများကိုအသုံးပြုပြီး ရန်တံပြစ်ခတ်နေမှုများပုံမှုလှုပ်ဆောင်နေတယ်လို့ကချင် Human Rights Watch KHRW ကလည်းထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။ Whymore Data တိုက်ပွဲသတင်းကို KIA ကအသေးစိတ်ထုတ်ပြန်ထားခြင်းမရှိတော့လဲ။စစ်ခွေးတပ်ဘက်က လေကြောင်းလက်နက်ကြီးအင်အားတွေတုံးပြီးတော့ပြစ်ခတ်နေတဲ့အတွက်လုံခြုံရေးသတိပြုကြရန် Data ကများသတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဗကိုတိုင်းအုတ်ဖုံမြို့နယ်မှာပြူစောတီတွေလိုက်ပါလာတဲ့ဆိုင်ကယ်ရင်နှန်းကိုပြစ်ခတ်တိုက်ခတ်ရာပြူစောတီတအုပ်သိမ်းဆုံးပြီးတော့ဆိုင်ကယ်တစ်စီးသိမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ3ရက်နေ့မွန်လွယ်2နာရီခွဲအချိန်ကမှာအုတ်ဖုံမြို့နယ်အပိုင်းဗကိုရုံးမပေါ်ကိုအကြမ်းဖက်စစ်ခွေးတပ်ကစစ်ကြောင်းထိုးရန်ရှေ့ပြေးတက်လာတဲ့ အေးမြတာယာမျိုးပြူစောတိခေါင်းဆောင်ဝနဦးဆောင်နဲ့ဆိုင်ကယ်၅စီးပါတဲ့ရင်နှန်းကိုစင်ကူချောင်းခေါင်းဆယ်တာပေါင်းပေါ်မှာတော်လိုင်းတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးစောင့်ကြိုတိုက်ခိုက်မှုအတွင်းမှာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကပြူစောတိကျော်ဝင်းစိန်နေအာမာရင်ပွဲချင်းပြီးတိတ်ဆုံးသွားပြီးဂျန်နဲ့ပြူစောတိများဟာထွက်ပြေးသွားကဆိုင်ကယ်တစ်စီးကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့ချင်းချောင်းငွေညစ်နေတဲ့ပြူစောတိခေါင်းဆောင်ဝနဦးဆောင်နဲ့ဆိုင်ကယ်တွေစင်ကူချောင်းခေါင်းဆယ်ဘက်ကိုတက်လာတယ်လို့ ဖျဲသီးစီကတရင်ရတာနဲ့စောင့်ပြီးတော့တိုက်တာပါကျွန်တော်တို့ရဲဘော်တွေရဲ့လက်ချက်နဲ့ပြူစောတိကြော်ဝင်းစိန်တေးသွားရောဂျန်နဲ့ပြူစောတိတွေလည်းတနက်နှစ်ချက်လောက်ပြန်ပြစ်ပြီးတော့ဖျို့ဖျဲနဲ့ထွက်ပြေးသွားကြတာပြူစောတိခေါင်းဆောင်ဝနဆိုရင်ကျွန်တော်တို့ထလာဆောင်မှာကြောက်ပြီးတော့အေးမြတာယာကသူ့အိမ်မှာတော့မနေရဲလို့ရှောင်နေရတယ်လို့ကြားပါတယ်လို့တာယာဝတီခိုင်တရင်၃၈၃၆နဲ့တက်ခွဲလေးမြေအောင်ပြောက်ကြားတက်ခွဲအုပ်ဖို့ကတောင်ရှိသူကရှင်းပြထားပါတယ်တရားဝရီခရိုင်တရင်၃၈၃ညနဲ့တက်ခွဲလေးမြေအောင်ပြောက်ကြားတက်ဖွဲ့အနေနဲ့ပြည်သူများနဲ့တော်လိုင်းတက်ဖွဲ့များကိုဒုက္ခပေးနေတယ်အကြမ ဘတ်စစ်ခွေးတပ်နဲ့၎င်းတို့ရဲ့တောက်တိုင်များကိုတိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့၎င်းတို့အနီးမှာတွာလာနေထိုင်ခြင်းမျိုးမပြုလုပ်ကြရန်အတိပေးပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်နဲ့စကိုင်းတိုင်းပလဲမြို့နယ်တို့မှာစစ်ခွေးတပ်ကလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ပြည်သူ၄ဦးသေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့စက်တင်ဘာလ9ရက်နေ့မနက်အစောပိုင်းမှာစစ်ခွေးတပ်ကကြောင်မဲမြို့နယ်ပြည်တော်စုလမ်းမပေါ်ခိုက်တုံးဟုံရွာအတွင်းမှာရှိတဲ့မမန်းကုန်းကော်ရွာတဲကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာလက်နက်ကြီးကြောက်ရောက်ပောက်ကွဲမှုကြောင့်လင်းမယားနှုတ်ထိမှန်တေဆုံးသွားတယ်လို့သိရပါဗျ လက်ရှိမှာလမ်းအဝင်အထွက်များကိုယာယီပိတ်ထားတဲ့အတွက်ကြောင့်အလောင်းတည်ယူနိုင်ခြင်းမရှိသေးဘူးလို့ဒေသခံပြည်သူများကပြောပါရယ်မမန်းကုန်းကော်ရွာထဲမှာစစ်ခွေးတက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြပြီးတော့တေသွားတာကဥဝါယမနဲ့ဒေါ်လခင်တို့လင်မယားနှုတ်တို့ဖြစ်ပါရယ်အခုလက်ရှိတော့အလောင်းတည်ထုတ်တာမရှိသေးဘူးလက်နက်ကြီးတွေလည်းဇက်တိုက်စစ်တက်ကပြစ်ခတ်နေပါတယ်လို့ဒေသခံပြည်သူတို့ကအတိအပြုပြောကြားထားပါရယ်အလားတူပဲသခိုင်းတိုင်းပလဲမြုံနယ်မှာလည်းစစ်ခွေးတက်ကလေရင်နဲ့ဘုံကျဲနေတဲ့အတွက် တနယ်ချေးရွာကလင်မယားနှအုပ်ပွဲချင်းပြီးတည်ဆုံသွားတယ်လို့ဒေသခံများကပြောပါတယ်မနေ့ကစက်တမလာ၄ရက်နေ့မွန်းလယ်10:35မိနစ်အချိန်မှာပလဲမြို့နယ်တနယ်ချေးရွာကိုစစ်ခွေးတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံနှစ်ကြိမ်ကျဲချခဲ့ကြောင်းသိရပါတယ်အခုလိုဘုံကျဲချမှုကြောင့်လင်မယားနှအုပ်တည်ဆုံခဲ့ရတယ်လို့ပြောပါတယ်အမျိုးသမီးကတော့လေရင်ဘုံကြောင့် အပိုင်းပိုင်းကိုပြတ်ထွက်သွားတာသူ့ရဲ့ယောက်ျားကတော့ဒံယာရီနဲ့စေကုသရဲနဲ့ကွဲလွန်သွားပါတယ်နောက်ထပ်ပြည်သူတအုပ်လဲဒံယာရလို့စေကုသမှုခံယူနေရတယ်ဘာတိုက်ပွဲမှလည်းမရှိဘဲနဲ့ဘုံကျဲသွားတာပါလို့ပလဲမြွနဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့ဝင်တအုပ်ကရှင်းပြထားပါတယ်ပလဲမြွနဲ့တနယ်ချေးရွာမှာအင်ဂျီ900နီးပါးရှိပြီးတော့ဒေသခံပြည်သူများဟာစစ်ခွေးတပ်ရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်ထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းရေပြူမြို့နယ်ရေးတဝဲလမ်းပိုင်းမှာလမ်းပိတ်ထားတာဆယ်ရက်ကြာလာပြီဖြစ်တဲ့အတွက်ကုန်စည်နေပုတ်ကုန်လုံးစွန့်ပြစ်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ဩဂတ်လ25ရက်နေ့ကနေစက်တဘာလ4ရက်နေ့အထိဖြတ်တန်းသွားလာလို့မရဘဲနဲ့အပိတ်ခံထားရပြီးတော့တင်လာတဲ့ကုန်တွေဟာရက်ကြာလာတဲ့အတွက်ပုတ်တိုးကုန်တာကြောင့်လမ်းမာရင်စွန့်ပြစ်ရှင်းထုတ်နေရတယ်လို့ဆိုပါရတယ်။အထားမခံတဲ့ဂေါ်ဘီရုတ်တို့ခင်းအကျင်းသည်မုံငင်းနဲ့တားကားတွေပုတ်ကုန်တာကြောင့် အများစုကိုလမ်းပေးဝဲရမှာတွေပြစ်ချနေရတယ်လို့ပြောပါတယ်။လမ်းများကိုမဖွင့်ပေးတဲ့အပြင်ပိတ်မိနေတဲ့ရင်မောင်းတွေဟာလည်းနေစရာစားစရာမရှိလို့ဒုက္ခတွေရောက်နေရတယ်လို့ကုံစိမ့်တင်တဲ့ကားမောင်းတဲ့သူတို့ကပြောပြထားပါတယ်။လမ်းပိတ်ထားတာရက်တွေကြာလာလို့ကုံစိမ့်ကုံတဲ့အများစုကပစ္စည်းတွေဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်နေရပြီးတော့နောက်ကျောင်းပြန်လှည့်လို့လည်းမရပဲအခက်ကြုံတွေ့နေရတယ်လို့ဆိုပါတယ်။ ကုန်တင်ကားမောင်းတဲ့သူတွေကလမ်းဖွင့်ပေးဖို့လက်နက်ကင်ဆောင်ထားတဲ့သူတွေနဲ့ဆွေးနွေးနေပေမယ့်အစ်မပြေသေးပဲလမ်းကဆက်လက်ပြီးတော့အပိတ်ခံထားရဆဲဖြစ်တယ်လို့သိရပါဗျ။စစ်ခွေးတွေဘက်ကလည်းစစ်ရင်အားတွေထပ်မံဖြည့်တင်းနေတာတွေကြောင့်စီရဲတွေတင်းမာနေပြီးတော့တိုက်ပွဲတွေလည်းဖြစ်ပွားနေတယ်လို့သိရပါဗျ။ဩဂတ်စ်လ28ရက်နေ့လောက်ကစပြီးတော့ရေပြည်မြို့နယ်တွေကမိုင်60တာယာမွန်ကျေးရွာတွေအနီးမှာ KNL ပူးပေါင်းတပ်တွေဘက်ကနေစစ်ရဲအခြေအနေအရလမ်းပိတ်ထားတာကြောင့်ရန်ကုန်ဘက်ကနေလာတဲ့ကုန်စီတွေဒဝေမြို့ကိုရောက်လာတာကြောင့် ဈေးနှုန်းတွေမြင့်တက်ပြီးတော့ပစ္စည်းပြက်လက်မှုတွေဖြစ်ပေါ်နေတယ်လို့ဆိုပါရစေ။စီးရင်တင်းမာနေတယ်။မိုင်60တာယာမွန်ကြေးပါတွေအနည်းမှာအတက်အစင်းကုန်စီတွေနဲ့ခီးသွွားကားအစီးရေ900ကျော်ပိတ်မိနေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။တရင်တွေကိုတင်ဆက်ပေးနေရင်ဂျားဖြတ်ပြီးတော့အခုညီတောင်းကျင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာ။ မြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးရုံနဲ့တော်လိုင်းရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံ တောင်းဆိုလိုက်ပါစီခင်ဗျာနေ့စဉ်နဲ့အမြောက်အဆင့်အမြဲတမ်းကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံကန်ချနာဘူရီခရိုင်မှာတရားမဝင်မြန်မာနိုင်ငံသား43ဦးဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တဘာလ4ရက်နေ့မနေ့ဆက်တနေ့ခွဲကအချိန်မှာထိုင်းနိုင်ငံကန်ချနာဘူရီခရိုင် ထောပါဘူးမြို့နယ်ဟိန်ဒက်ကျေးရွာအုပ်စု6မှာတရားမဝင်နေဆက်ဖြတ်ကျော်လာတဲ့မြန်မာနိုင်ငံသား49ဦးကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးထားတယ်လို့သိရပါဗါးအဲ့ဒီမြန်မာနိုင်ငံသားများကထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်ရန်လူတယောက်ကိုထိုင်းဘက်ငွေ13000ကနေပြီးတော့ထိုင်းဘက်ငွေ1000ခွဲအထိပေးခဲ့ရတယ်လို့ပြောပါဗါးအဲ့ဒီမြန်မာနိုင်ငံသား43ဦးကိုထိုင်းရဲတပ်ဖွဲ့ကအမှုဖွင့်ဖမ်းဆီးအရေးယူထားတယ်လို့သိရပါဗါးအလားတူပဲထိုင်းနိုင်ငံစမော့စခွန်ခရိုင်မှာရှိတဲ့ကော်ဇွန်ထုတ်လုပ်တဲ့စက်ရုံတစ်ခုမှာမြန်မာနိုင်ငံသား58ဦးကိုလုံအားက များမပေးတဲ့အပြင်အလုတ်ကနေထုတ်ပယ်လိုက်တယ်လို့ပြောပါရတယ်။အခုလိုမျိုးအလုတ်သမားအခွင့်အရေးချိုးဖောက်ခံရတဲ့အတွက်ထိုက်တဲ့နဲ့နေနာကြီးရရှိရေးကုညီဆောက်ရွက်ပေးနေတယ်လို့ MHAC မဟာမိတ်အဖွဲ့က AAC ကိုရဲမင်းကရှင်းပြထားပါတယ်။အလို့သမား48ဦးကနေနာခဲမှုများအတွက်အကူအညီဆောင်ရွက်ပေးရန် MHAC မဟာမိတ်အဖွဲ့ကိုအကူအညီတောင်းခံလာခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်စက်တဘာလ3ရက်နေ့မှာနေနာခဲရတဲ့မြန်မာအလို့သမား48ဦးအတွက် NUG အလို့သမား၏ဝင်ကြီးဌာနကညွှန်ကြားရေးမှူးဥနိုင်ထုံးဦးနဲ့အတူထိုင်းနိုင်ငံဥရီအတိုင်းထိထိရောက်ရောက်ဆောင်ရွက်နိုင်စေရန်သက်ဆိုင်ရာနယ်မြေကအလို့သမားကာကွယ်စောင့်ရှောက်ရေးယူ ဆော်ဝါဒီခန်ရဲ့တာဝန်ရှိသူများနဲ့တွေ့ဆုံခဲ့တယ်လို့ပြောပါတယ်။နေနာခဲ့ရတဲ့အလုံသမားများအတွက်ထိုင်းဥပဒေပါအတိုင်းတရားမျှတမှုရရှိစေရန်အမှုပြီးဆုံးအောင်မြင်တဲ့အထိကူညီဆောင်ရွက်ပေးသွားမယ်လို့ AAC ကိုရဲမင်းကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်ဆက်နဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ